မင်္ဂလာပါကျွန်တော်ကတော့ရွှေပြေးပဲဖြစ်ပါတယ်လော့ကီအကြောင်းအရာတဲ့လောကုတ္တရာအကြောင်းအရာတွေကိုအဓိကကြားပြောတော်သူဖြစ်တယ်လို့ဒီနေ့မှလည်းလူဟာသိဆုံးပြီးတမလွန်ဘယ်ကိုသွားမှလဲဆိုတာနဲ့ပတ်သက်ပြီးတော့အနည်းငယ်မျှဝေလို့ချင်ပါတယ်ဆိုတော့တမလွန်ကဘာနဲ့ပတ်သက်ပြီးတော့မှ ပြောကြတော့အရှင်နေပုံကိုယ်များစွာရှိပါတယ်ဆိုတော့ဒီအထက်မှာဘယ်အရှင်ပြောတဲ့စကားစိတ်ချဆုံးဖြစ်မလဲလို့မေးရင်တော့ တမလွန်ကဘာလာတော့အရှင်မှတ်တယ်စိတ်ချလို့ရမှာဖြစ်နိုင်တယ်တမလွန်ကဘာလာတော့အရှင်ဘသူဖြစ်နိုင်မလဲ1940ခုစားငါအိုင်နာမှာကျန်းစာလိပ်တွေပြန်တွေ့ပါတယ် BC 300လောက်ကရေးသားထားတဲ့ကျန်းစာလိပ်တွေဖြစ်သလို20ရာစုခေတ်ကာလရဲ့အကြီးမြတ်ဆုံးသောအအောင်မြင်ဆုံးသောရှာဖွေတွေ့ရှိမှုလို့လည်းမှတ်တမ်းတင်ထားပါတယ် Dead Sea Bible SCROS Scroll ဆိုပြီးတော့မှာ အင်တာနက်မှာရိုက်ရှာလဲရှိပါရေရုရှလင်မြို့မှာထိုကျမ်းလိပ်တွေတင်ထားတယ်ထိုကျမ်းလိပ်မှာမာရေးထားလဲသခင်ယေရှုဖျားလူစားတိခံမဲ့ရပြုမဲ့အမှုအစိုးမိတ်အကုန်လုံးကိုကြွတင်ရေးသားထားတဲ့အတိုင်းနောက်နှစ်ပေါင်းသောအလောက်ကြာမှာသခင်ယေရှုဟာတကယ်လောကောင်ကြော်ဆင်းလာခဲ့တယ်ထိုကျမ်းစာလိပ်တွေဘာလို့ဖွက်ထားလဲဆိုရင်တော့ထိုချိန်ကာလကဒီဘာဘူးလုံပါရှားဂရီယောမအင်ပါယာခေတ်ဆက်ဆက်ကိုရောက်ရှိပြီးသူတို့ဗိမာန်တော်နဲ့စံစာတွေဖြည့်ဆည်းခံရတဲ့အတွက် စင်းအိုထဲမှာတရေလိတ်နေနဲ့ဖွဲ့ထားတာကိုပြန်လဲတွေ့ရှိခြင်းဖြစ်ပါတယ်။အဲ့မှာသခင်ယေရှုကသက်တော်ထင်ရှားရှိစဉ်မှာရှင်လုကာ16မှာသထီးနဲ့လာဇရုအကြောင်းအဖြစ်မရဏနိုင်ငံအကြောင်းကြားပြောခဲ့ပါတယ်။လူဟာသေဆုံးပြီးတဲ့နေ့ဆိုင်ရာဘုံကိုတန်းရောက်ပါတယ်။ဆိုမရဏဆိုတာဘယ်မှာလဲပေါ့နော်။နောက်တစ်ချက်ကခုနက ဆင်းရဲသားလေးကတော့အာဗရာယင်ခွေမှာအေးချစွာနားနေပြီးတထေးကြီးကတော့ဗရဏာမှာပြင်းစွာသောဝေဒနာနဲ့ရေတစက်တောက်ရောက်ဖို့တောင်းတနေရတယ်ဆိုတာတွေ့ရတယ်။နက်စွာသောကြောက်ကြီးပဲခြားလာပြီးသူတို့လှမ်းမြင်နေရတယ်ဆိုတော့ပေါ်ပြထားတယ်။ဘာသမဟောင်းကျမ်းမှာတော့ထိုအရက်ကိုနော် she old and hedi ဆိုပြီးတော့ဟေပြဲလို့နာမည်ပေးထားတယ်။အခုနာ she old ဆိုတာကတော့အခုနာလာဇရု နားနေရဘုံပေါ့နော်ဟိဒီဆိုတာကတော့အခုနကဒုက္ခခံရမရဏပေါ့နော်ထိုဘုံလို့ဖော်ပြထားပါတယ်ပေါ့နော်ဆိုတော့ထိုအချိန်မှာပရတိတုဘုံဆိုတာမရှိသေးဘူးဘယ်အချိန်မှလဲဆိုတော့သခင်ယေရှုလောကကတိုင်းမှာရှိစဉ်နောင်တရတဲ့လူဆိုးကြီးပေါ့နော်ဆိုတင်ဟာငါနဲ့တူပရတိတုဘုံမှာရှိမယ်ဆိုပြီးတော့မှပြောကြပြီးနောက်ပိုင်းသခင်ရှု အသေးခံပြီးနောက်ပိုင်းမှာပရိဒီသူဘောကကောင်းကင်ကိုရွှေ့ပြောင်းသွားတယ်လို့ဖော်ပြထားပါတယ်။ထိုကာလမှာဘာလို့အာဗြဟံယင်ခွေလို့သုံးတာလဲဖခင်ယင်ခွေလို့မသုံးလဲလို့မေးရင်ထိုချိန်ကာလမှာအာဗြဟံတို့ယုံကြည်ခြင်းဖခင်ကြီးဖခင်ယင်ခွေမှာသူငြိမ်းချမ်းစွာအနာယူတယ်ဆိုတာကိုဖော်ပြထားခြင်းဖြစ်တယ်လို့ဒါသခင်ရှုဥပမာပေးတာလို့ပြောတယ်။သခင်ရှုဥပမာပေးရင်ဒီလိုနာမည်နဲ့အတိအကျမပေးပါဘူး။ဒါဥပမာမဟုတ်ဘူး။ တကယ်ဖြစ်လာမဲ့လူတွေရဲ့တမလွန်အရေးကိုပြောဆိုခြင်းဖြစ်တယ်เนาะဆိုတော့မယုံကြည်သူအားလုံးဟာမရဏမှာခံရပြီးတော့မှယုံကြည်သူရဲ့ဝိညာဉ်ကတော့ပရိဒိသူပေါ်မှာရှိနေမှာဖြစ်တယ်ဒါပေမဲ့သူဟာဘုံတရီနဲ့ပြေးဝတဲ့ခန္ဓာတော့မရှိသေးဘူးခန္ဓာမြင့်ကြီးမှာပဲရှိသေးတယ်ဆိုတော့သခင်ယေရှု ချီဆောင်ရနေ့ရက်မှာတော့ဒီဥစွာရှေးတန်ရှင်းသူတွေရဲ့ခန္ဓာထမြောက်ပြီးတော့အသက်ရှင်လျက်ရှိသောသူတွေကလည်းခန္ဓာဘုံတွင်နဲ့ပြည့်ဝသောခန္ဓာဖြစ်ကောင်းကင်ဘုံကိုချီဆောင်သိမ့်စီခံရမယ်။ပြီးတဲ့အခါမှာနော်ဘိဒာညကာလ9နှစ်ပြည့်နှစ်တထောင်ကာလမှာသခင်ယေရှုနဲ့အတူဆူဆမ်းရမယ်။ပလင်ဖြူများကိုငါမြင်၏။ဖို့သူတို့သည်စီရင်ပိုင်သောအခွင့်ကိုလည်းရှိကြ၏ဆိုတာဗျာဒိတ်ကျမ်းမှာလည်းပေါ်ပြထားပါတယ်ဘောနော်။ဆိုတော့ အခုလူဟာသိဆုံးပြီးပဲအရာမှရှိနေလေမေးတဲ့အခါမှာအခုကျွန်တော်အစ္စလမ်ရဲ့ကိုယ်ကိုယုံကြည်မှုဖတ်ဖူးပါတယ်။သူကသိဆုံးပြီးဒီနေ့တင်ကြိုင်းကိုရောက်တဲ့အခါမှာကောင်းကင်တပတ်နှစ်ပါးရောက်ရှိလာပြီးသူကိုမိကုန်နေမေးစစ်ပါတယ်။ဖြေချနိုင်နေဆိုရင်ဒီကောင်းကင်ဘုံနဲ့ပတ်သက်တဲ့အခါကိုဖွင့်ပေးခဲ့ပြီးဒုက္ခချမ်းသာကိုခံစားရလို့မဖြေဆိုးနိုင်ဘူးဆိုရင်တော့မရဏမီးအိုင်ဆိုတဲ့တကားကြီးကိုဖွင့်ပေးခဲ့ပြီးတော့မှ တို့ဟာငရဲနဲ့ကောင်းငင်မရောက်သေးပေမဲ့ထိုအချိန်မှာကလေးကဝမ်းနေခြင်းဝမ်းသာခြင်းကိုတို့စတင်ခံစားနေရပြီးစီရင်ရာနေ့မှာတော့ဆာယာဘုံကိုတကယ်သွားရမယ်ဆိုတာကိုအစ္စလာမ်ဘာသာမှာကျွန်တော်တွေ့ရှိဘူးသလိုပဲဒီနေ့လည်းနော်လူကတေဆုံးပြီးတည်နေမရဏနဲ့ပရဒိသူဘုံကိုရောက်မှာဖြစ်တယ်ခုနဒီ ယုံကြည်သူတွေရဲ့ဝိညာဉ်ကတော့ချီဆောင်ခြင်းဆိုလောင်းအောင်ပဲ1000ကာလာဆိုးဆောင်းအောင်ပဲမယုံကြည်သူကတော့မရဏမှာပဲခံရပြီဗျာဒိတ်ကျ20မှာတော့အားလုံးကိုဖះကစီရင်မဲ့အကြောင်းပေါ်ပြထားပါတယ်အဲ့ခါမှာယုံကြည်သူတွေကိုတော့မစီရင်တော့ဗျာဒိတ်ကျ20မှာပေါ့နော်ငါ့ကိုယုံကြည်တော်သူတွေပြည့်စုံခြင်းကိုမခံရထာဝရအသက်ကိုရမယ်သိခြင်းမှာအသက်ရှင်ခြင်းတို့ကူးမြောက်တော်သူဖြစ်မယ် ါပေမဲ့ငါတို့ရှိသမျှခရစ်တော်ရဲ့တရားပလင်ရှိကိုရောက်မယ်ဆိုတာကတော့ယုံကြည်သူတွေအတွက်တရဖူ၅မျိုးအဲ့ဒါတော့ကိုလှုပ်ဆောင်တဲ့အမှုရာပေါ်မှာကြွာချသွားမယ်ဆိုတာတော့ဖော်ပြထားပါတယ်နောက်တစ်ချက်အရေးကြီးတာဓမ္မဟောင်းကာလเนาะဒီစင်ရသားလေးကဘယ်တရားကိုယုံမိခဲ့တဲ့ချင်းရသွားတာလဲဓမ္မသစ်ကာလမှာပေါ့အဲ့မှာပြန်ကြည့်မယ်ဆိုတထေးကြီးသခင်ရွှေကေတင်ချင်းတင်းစကားမှမကြားသေးတာပြောပါလိမ့်မယ် ဒါပေမဲ့တထေးကြီးကပြောတယ်မြေကြီးပေါ်မှာညီငါးယောက်ရှိသေးတယ်သူတို့ဒီအရက်ကိုမရောက်လာဖို့အတွက်သွားကြပြောပေးပါလို့ပြောခါမှာအာဗြဟံမြေကြီးပေါ်မှာမောရှေမှာစားလို့ပရောဖက်တွေရဲ့ရှိတယ်သူတို့စကားမှာနားမထောင်တည်တော်သူတွေကဆင်ပြောရင်လေနားထောင်မှာမဟုတ်ဘူးဆိုတာကတထေးကြီးကဒီကျမ်းတွေကိုတည်ပြီးသားဖြစ်တယ်မောရှေရဲ့ပညာတိကျမ်းတွေကိုကျင့်ရှောက်ရမယ်ပြီးတော့မှာပရောဖက်တွေကဒီကြွဆင်းလာမယ်သခင်ယေရှုဖခင်အကြောင်းကိုပြောတယ်ဒါတွေကိုယုံကြည်ရမယ် တော့အာဗြဟံယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်၏အချုပ်ပြောမယ်ဆိုရင်ဓမ္မဟောင်းကာလမှာလူဇာတိခံကြွဆင်းလာမယ်ကေဒီရှင်မေရှိယကိုယုံကြည်ရမယ်ဒီနေ့ခေတ်ကာလမှာတော့ကျွန်တော်တို့အပြည့်အဝအသေးကထားမြောက်ပြီးကိုစားခံပြီးသွားသော သခင်ယေရှုကိုလက်ခံယုံကြည်ရမှာဖြစ်တယ်ဒီအကြောင်းအရာလေးပေါ့နော်။အော်ဒီနေ့ဒီမှုရပေါ်မှာဆင်ခြင်ပြီးတော့မှမိမိတမလွန်ရေးဟိုအမှန်ကန်စွာရေးချင်နိုင်ကြောင်း နည်းငယ်မျှဝေခြင်းဖြစ်ပါတယ်။ဈာနာသူရောက်ဆဲကြည့်ခြင်းတို့ရောက်၏တမတရားတိကြပါစေ။